Chelsea အသင်းရဲ့ဘက်ကလာမက်နွေယာဒီအပြောင်းအရွှေ့မှာခိုဘီမိန်းနူးကိုခေါ်ဖို့အတွက်ခြေလန်းနေထပ်ပြီးတော့ပြင်ဆင်လာဖို့ရှိတယ်။လာမက်နွေယာဒီအပြောင်းအရွှေ့မှာသူတို့ရဲ့ကွင်းလေကစားမဖြစ်တဲ့ရိုမီယိုလာပြီးကားကိုရောင်းချပြီးတော့အဲ့ဒီရောင်းချရာကနေရလာမယ့်ငွေကြေးတွေကိုအသုံးပြုပြီးတော့မိန်းနူးကိုခေါ်ဖို့အတွက်ကြိုးပမ်းသွားမှာ ဆိုတော့အခါကျတော့အဲ့ဒီကစားမဖြစ်သူလာဘီယာကိုရောင်းချတဲ့နေရာကရတဲ့ငွေတွေကမင်းနူးကိုခေါ်ဖို့အတွက်အထောက်အကူပြုလိုက်မယ်လို့လည်းသူတို့ထင်နေပေါ့နော်ဆိုတော့ပြည်နာကတော့ခိုဘီမင်းနူးကိုချက်စီရဲ့ဘက်ကຫນွေမှာရအောင်ခေါ်ဖို့ကြိုးပမ်းသွားအောင်မယ်ပေါ့ဗျာဆိုတော့ United ရဲ့ခိုဘီမင်းနူးကိုကျွန်တော်ဆက်ထင်းရေးကတော်တော်ကိုကျွန်တော်အနေနဲ့ဒါအရေးပါတဲ့နေရာပါတယ်သူပြင်မင်းနူးလိုမျိုးအနာဂတ်မှာအများကြီးအသင်းကိုအကျိုးပြုနိုင်တဲ့ player တယောက်ကိုအဲထားပါတော့ကျွန်တော်တို့က project 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 ဆိုတဲ့စကားလုံးနေပြောနေရင် ဒီလိုလူငယ်ကစားမတွေဟာအင်မတန်ကလပ်တင်းမှာဆက်ထိန်ထားဖို့ကျွန်တော်လိုတယ်တကူတော့ရှိတာပေါ့နော်မင်းနူးရဲ့လက်ရှိကစားဟန်နဲ့မင်းနူးရဲ့ profile နဲ့ MODN ရဲ့လက်အောက်မှာဒီကောင်ဘယ်နေရာမှာကစားရမလဲပေါ့မင်းနူးကတီချာတွေးကြည့်ရရင် MODN ရဲ့ system မှာလုံးဝအသင့်တော်တဲ့ player မျိုးတော့ဟုတ်မနေဘူးကျွန်တော်စဉ်းစားကြည့်ဗျာ MODN ရဲ့ system မှာဆိုလို့ရှိရင်ကွင်းလေစန်တကွင်းလေ central midfielder နှစ်ယောက်မှာ defensive midfielder ဖြစ်ကိုဘီမင်းနူးကစားနိုင်လားဆိုတော့လေ defensive midfielder အဖြစ်ကလည်းအဆင်မပြေဘူး။သူ့ဘေးကပေါ့နော်ကျွန်တော်ပုံကစားမအဖြစ်ချပါတော့ဒီကစားနိုင်လားဆိုတော့လည်းအဲ့လောက်ကြီးဒီအဆင်မပြေပြန်ဘူး။ကျွန်တော်ကိုဝီမင်းနူးကိုကျွန်တော်အဲ့ဒီနှစ်နေရာမှာကောင်းကောင်းတွေ့ရဖို့ကအင်မတန်ခဲရင်းနဲ့ဒါအပြင် MOD ကလည်းသူ့ရဲ့ system ကိုကစားမတက်ရောက်ထဲနေတယ်သူပြောင်းလဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ဆိုတော့ကျွန်တော်ကတော့ဟိုကစားမတက်ရောက်တဲ့ system တစ်ခုလုံးကြီးပြောင်းလဲဖို့မရှိတဲ့ MOD ရဲ့လက်အောက်မှာ central midfielder central midfielder နှစ်ယောက်နေရာမှာလည်းနေရာမရနိုင်ဘူး။ Nero number 10နေမှာလည်းအဆင်မပြေနိုင်ဘူးဆိုတော့ မိန်းနူးကိုဈေးကောင်းရလို့ရှိရင်ကျွန်တော်ကတော့လက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒီနေရာမှာကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောခဲ့တယ်လို့ပဲ Kobe Mainu တွေမဟုတ်ဘူးဗျ။ Kobe Mainu, Ghana Chu နှစ်ယောက်ထဲက၁ယောက်ကတော့တည်ကြတယ်။ဒါမဲ့နေရာဒီအပြောင်းအရွှေ့မှာရောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကကျွန်တော်တို့စာချုပ်တက်တဲ့2နှစ်ကြံပါသေးတယ် Kobe Mainu တွေကစာချုပ်တက်တဲ့ကျွန်တော်2နှစ်ကြံသေးတယ်။ဒါပေမဲ့လို့အသင်းဘက်ကထက်ခေါ်ဖို့ sorry ပါလေကစားမကိုစာချုပ်ချုပ်ဖို့ ကျူးပန်းနေတဲ့နေရာမှာကစားမဖြစ်သူရဲ့တာဝန်ရှိသူတွေရဲ့ဘာကပါနော်ပေါင်တသိန်းခွဲရနေပြီးတော့တသိန်း8000လောက်ကြီးလိုချင်နေတယ်ဆိုတော့တတိယနေ့ကလည်းကျွန်တော်တောက်ထွက်ထားတာဆိုတော့အတင်းတွက်ကလူငယ်ကစားမတရားကိုအဲ့လောက်ထိ performance ဗာလဲဒီအဲ့လောက်ထိငွေကြီးတွေပြီးဘူးကကျွန်တော်အဆင်ပြေတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်သူတပြင်းတော့ကျွန်တော်တို့နေတဲ့ကစားမတွေရဲ့လောက်ခလာစာတွေကိုရှော့ချရင်းနဲ့အကုန်လုံးတန်းညှိဖို့ကျူးပန်းနေတဲ့ United မှာ မင်းနူးလိုကစားမမျိုးကစပြီးတော့လာတာတွေအများကြီးစပေးမယ်ဆိုရင်နောက်ကစားမတွေလည်းကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့ပေးလို့ကျွန်တော်ရတော့မှာမဟုတ်ဘူးဆိုတော့ကြောင့်မင်းနူးရဲ့အဲ့အတင်းမှာဆက်ပြီးတော့ထားဖို့ဆိုတဲ့အချိန်ကြီးကတော်တော်ကိုခဲရင်းနေတယ်ချယ်ဆီတို့ဘာလို့ရဲ့ဘက်ကတွေးကြည့်တော့လဲဒီကောင်ဒီအတင်းကဗျာလောက်ခလာစားလဲပေးနိုင်စွမ်းရှိတဲ့နေရာမှာပါတယ်ပြောင်းရွှေ့ကြီးမှာလဲခုနကပြောသလိုသူတို့ရူမီယိုလာဗီယာတို့ဘာလို့ကိုပြန်ရောင်းပြီးတော့ရလာတဲ့ငွေနဲ့နောက်ထပ်ထပ်ပေါင်းပြီးတော့မင်းနူးကိုကန့်လန့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်လက်လွတ်ကောင်းလက်လွတ်ရနိုင်တယ် ဆိုတော့ဒါ Chelsea ဘက်မှာကကစားမရဲ့ဘောနောပြောင်းရွှေ့ကြီးအတွက်လည်းသူတို့မှာငွေရှိတယ်ကစားမရဲ့လစာအတွက်လည်းငွေရှိတယ်ဆိုတော့နွေရာသီပြောင်းရွှေ့မှာမိန်းနူးတို့ဘာတို့ကိုဆက်ပြီးတော့ထိမှုကတတိုကိုခိမ်းမဲ့အခြေအနေတခုကိုကျွန်တော်ကြုံနေရတယ်ညီကတို့ရောဘလူမင်းညလည်းအတင်းမှာမင်းနူးနဲ့ကာနာကျိုနှစ်ယောက်ထဲကတစ်ယောက်ကိုကျွန်တော်ဒါလက်လွတ်သွားမယ်ဆိုလို့ရှင်အသင်းရဲ့အနာဂတ်အတွက်ဘယ်လိုဖြစ်လာမလဲကျွန်တော်ကတော့ဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်